Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်ဇွန်လ23ရက်နေ့ရဲ့မနက်ပိုင်းသတင်းထူးသတင်းကောင်းတွေကိုကျွန်တော်အတူတိုင်းမှာကြည့်ကြမှာဖြစ်ပါတယ်ကဲလိုရီတူရှင်သတင်းလေးပုဒ်ကိုကျွန်တော်ဖတ်ပြပေးပါမယ်နော်မန္တလေးတိုင်းမလိုင်မြို့နယ်စားသောက်ဆိုင်တွင်တောက်စားမူယူပြီးကွန်းထွက်ဝဲတဲ့တကြက်ကြီးအောင်ဝင်းကိုကို PDF ရဲမြင့်များကလည်းလည်းများနဲ့အတူအရှင်ဖမ်းမိခဲ့ကြောင်းတောင်တာမြို့နယ်ပကဖမှာတာဝန်ရှိသူတို့ကသတင်းပေးပို့ထားလို့သိရပါတော့။အဲတော့ PDF ရဲမြင့်ကတော်တော်အကူရပါတော့။အဲ့ဒါသတင်းတစ်ပုဒ်ကလည်းဘကိုးရန်တာယာဝတီ KI အုပ်ဖို့မြို့နယ်မှာချမ်းပတ်စစ်ကောင်စီကစစ်ကြောင်းဝင်ထိုးဝင်ရောက်ဖို့ပြင်ဆင်နေပြီးကျွေးရော်မှာပေါ်တာဆွဲဖမ်းဆီးတာလှုပ်ဆောင်နေတယ်လို့အုပ်ဖို့ကြီးဆိုင်တော်လိုင်းတပ်ဖွဲ့တွေက တင်ပြဖို့ထားတွေ့ရပါတယ်နော်အဲ့တော့အုပ်ပုံမှာစစ်ကောင်စီကစစ်ကြောင်းထိုးပြီးတော့နော်စီမံချက်နဲ့ပေါ်တာဆွဲဖို့လုပ်နေတယ်ဆိုတဲ့အတွက်အဲ့မှာရှိတဲ့သူတွေကအထူးပဲသတိထားမှာဖြစ်ပါတယ်နော်ကဲနောက်ထပ်တင်ပြတဲ့ပုဒ်ကလည်းပဲခူးတိုင်းဒေသကြီးဖြူးမြို့ဗိုလ်ချုပ်ရက်ွက်36လမ်းနေ နေထိုင်သောမောင်ထက်မြတ်ဝင်းသည်ရက်ကွက်အုပ်ချုပ်ရေးမှူးနှင့်မတည့်သောကြောင့်စစ်မှုထမ်းမြေပေါ်ရာဆွဲဖမ်းဆီးခံခဲ့ရပြီးစစ်မှုထမ်းတင်နှန်းကြောင်းသို့အပို့ခံခဲ့ရကြောင်းရင်းနောက်ရှေ့တောင်တိုင်းစစ်ဌာနချုပ်လောက်ခံအောင်စရစစ်ကြောင်းခမရ338တို့ပို့ဆောင်ခဲ့ကြောင်းသိရှိရပါတယ်တဲ့အမှတထက်ရောက်သွားတော့ပေါ်ရာဆွဲခံရတယ်ဘာကြောင့်ဖမ်းခံရလဲဆိုတော့ကျွန်တော်ရဲ့ကျွန်တော်မိသားစုကိုအုပ်ကြီးကမကြည့်ဘူးတော့ကျွန်တော်ကိုထဲ့တယ်အုပ်ကြီးကပတ်ဆံရတော့အကုန်ထဲ့တယ် ဲ့ကြောင့်ကျွန်တော်တထရောက်ရှိလာတာလို့လင်းဝင်တက်သားတထမြောက်ဝင်ကပြောဆိုတယ်ပြောပါတော့အဲ့တော့တွေ့တဲ့အတိုင်းပဲဒီအုတ်ကြီးတွေရတာပေါ့နော်တကယ်ပဲအခုချိန်မှာဆိုရင်တော်လိုက်တစ်ဖွဲ့တွေကဒီလိုမျိုးစီမံချက်နဲ့တော့ရှင်းနေရနေသားဖြစ်ပါတယ်နော်အခုဆိုလဲသူတို့ရဲ့မတရားမှုကြောင့်ပေါ့နော်လူငယ်လူရွယ်တွေကအခုလိုမျိုးစစ်တပ်ထဲကိုရောက်ရှိလာတာလဲတွေ့နေရပါတယ်နော်ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဗောနော်တော်တော်လေးကိုရည်ရတဲ့သတင်းလေးဖြစ်ပါတယ်ဇတုသားစားတဲ့သတင်းဆိုလဲမှားဘောနော် ရန်ကုန်တိုင်းအတွင်းစစ်တပ်ကခဲ့တဲ့နေပြည်များတွင်ရဲတပ်ဖွဲ့ကဖမ်းဆီးရေးယူမြောက်ဆောင်လိုပါကစစ်တပ်ကိုချုပ်တင်အကြောင်းကြားရမည်ဟုသောညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်တဲ့ရန်ကုန်တိုင်းခြေဆိုင်တိုင်းအရင်တက်မှနီးပြွာမှုတရင်မှုနဲ့စစ်ကြောင်းမှုများသို့ထက်စစ်ညွှန်ချချက်ကိုတရင်ရရှိထားပါတယ်တဲ့ဝင်ရောက်ဖမ်းဆီးမှုလုပ်မယ်ဆိုပါကတဲ့တက်ဆိုင်ရနီးပြွာနေပြည်တော်တိုင်းရင် ထက်မြို့နယ်ရဲတပ်ဖွဲ့မှမှတဆင့်သုံးဖို့တပ်ဆိုင်ရာရဲတပ်ဖွဲ့များကဥစွာသတင်းပို့ရမယ်လို့ညွှန်ကြားချက်တွေပါရှိပါတယ်တဲ့သတင်းပို့ပြီးမှသာရဲတပ်ဖွဲ့များကဖမ်းဆီးမှုလုပ်နိုင်ကြောင်းညွှန်ကြားစာတွေဆိုပါတယ်တဲ့အဲ့တော့ရဲတွေကအခုချိန်မှာဆိုရင်ဖမ်းဆီးမှုတစုံတစ်ခုပြုလုပ်ရမယ်ဆိုရင်စစ်တပ်ကိုအကြောင်းကြားမယ်ဆိုတဲ့အနေအထားလေးတွေ့ရပါတယ်နော်အဲ့တော့မွေးစည်းလို့ဘောင်းနဲ့ပတ်သက်လာရင်တော့မှစစ်တပ်ကိုအကြောင်းကြားမှဖမ်းရမယ်ဆိုတော့သိကြပါရဲ့နော်မကောင်းတာတွေလှုပ်ဖို့စစ်တပ်ကအခုချိန်မှာဆိုရင်ရဲကိုထိချုပ်ထားတဲ့အနေအထားဖြစ်ပါတယ်နော်အဲ့တော့ဒီသတင်းနဲ့ပတ်သက်ပြီးပြပြထားတဲ့ မြန်မာနောက်သတင်းတိုးလေးကိုတစ်ချက်တော့ကြာပါရန်ကုန်တိုင်းကစစ်တပ်ကိုကဲတဲ့နေမြေတွေမှာရဲတပ်ဖွဲ့ကဖမ်းဆီးရေးယူမှုတွေလုပ်မဲ့ဆိုရင်စစ်တပ်ကိုကြိုတင်အကြောင်းကြားရမယ်ဆိုတဲ့ညွှန်ကြားချက်ကိုဇွန်လ15ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။ရန်ကုန်တိုင်းခြေဆိုင်တိုင်းရန်တမကနီးပြူကမှုတည်ရင်မှုနဲ့စစ်ကြောင်းမှုတွေကိုထက်ဆင့်ညွှန်ကြားထားချက်ကိုမြန်မာနောက်ကရရှိထားပါတယ်။ရဲတွေအနေနဲ့ဝင်ရောက်ဖမ်းဆီးမှုတွေလုပ်မဲ့ဆိုရင်သက်ဆိုင်ရာနီးပြူဟာနေမြေခံတည်ရင်ထံကိုမြို့နယ်ရဲတပ်ဖွဲ့မှုကနေတဆင့် ဒါမှမဟုတ်သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေကအရင်သတင်းပို့ရမယ်လို့ညွှန်ကြားချက်မှာပါရှိပါတယ်။သတင်းပို့ပြီးမှသာရဲတွေအနေနဲ့ဖမ်းဆီးမှုလုပ်နိုင်ကြောင်းလဲညွှန်ကြားစာကဆိုပါတယ်။ကြောင်မကြားပဲဖမ်းဆီးမှုလုပ်တဲ့ရဲတွေကိုစစ်တပ်ကယာယီထိန်းသိမ်းထားမှာဖြစ်ပြီးတော့တိုင်းရန်တမကိုအချိန်နဲ့တပြေးညီသတင်းပို့ပေးရမယ်လို့လည်းညွှန်ကြားစာကဆိုပါတယ်။လုံခြုံရေးအမည်မဖော်လိုတဲ့မြန်မာနိုင်ငံသတင်းရှင်းမြစ်တူကဂျန်ကုန်မြို့လယ်ကလာတာမြို့နယ်မှာအွန်လိုင်းဂိမ်းလုပ်ငန်းကိုဝင်ဖမ်းတာစစ်ကောင်စီတပ်ရင်းတွေခြေဆက်ရာမှော်ယူမှာ တက်တိုက်ပွဲတွေလှုပ်တဲ့လောင်းစားဝိုင်းကိုဝင်ဖန်တာစတဲ့ရေးချင်မှုတွေနဲ့ပတ်သက်ပြီးတော့ရဲတွေကိုစစ်တပ်ကညှဉ်းပန်းခဲ့တာဖြစ်နိုင်တယ်လို့သုံးသပ်ပါတယ်။အဲ့ဒီဖြစ်ရတဲ့အပြီးမှာရန်ကုန်ကစစ်တိုင်းမှုကနယ်မြေကန်စစ်ကောင်စီတပ်တွေကိုစူပူကျင်းပောင်းတယ်လို့သိရကြောင်းသူကဆိုပါတယ်။အခုအချိန်တွေကိုထဲထဲဝင်ဝင်သိတဲ့စစ်တပ်ရဲ့လုံခြုံရေးတရင်မြကတော့ငွေစေဝါရောင်းဝယ်သုံးစွဲမှုတွေနဲ့ပတ်သက်နေတဲ့ရန်ကုန်က night club တွေကိုလည်းရဲတွေကဝန်ဖန်းစီမဲ့အရေးကိုစစ်တပ်ကကန့်တတ်တာဖြစ်ကြောင်းဆိုပါတယ်။နယ်မြေကန်ရဲကအဲ့ဒီဘက်တွေကိုခြေဥလဲမရဖြစ်နေပြီ။ ရေရောအခွန်ဌာနရောစီပင်ရောအဲ့ဒီဘက်တွေကိုဘာမှလုံးမရအောင်စစ်တပ်ကိုကြိုတင် ပေးပြီးမှမူရစေဖမ်းရမယ်ဆိုရင်တော့ဘယ်လိုလုပ်ဖမ်းလို့ရတော့မလဲကဲကြားတယ်ပေါ့နော်အဲ့တော့ခုဆိုချမစစ်တပ်ကသူဒီနိုင်ငံလုံးချောင်းလှုပ်တဲ့လှုပ်မယ်ဆိုတဲ့ရဲတွေကိုတော့မှပြန်လဲထိန်းချုပ်တဲ့အဆင့်ဆိုတော့ပေါ့နော်သူတို့လှုပ်ချင်ရင်ထိန်းတိုင်းကျဲကျဲတဲတော့မယ်အနေထားရှိပါနော် ဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့မြန်မာနိုင်ငံအထွေဒေါက်တာဇော်ဝေဆုကိုရိုင်ကိုကြလှုပ်ဆောင်နေတဲ့ဘေးကင်းစေယုတိဆောက်ရေးပြည်သူများအားဖြင့်ကူညီပေးကြဖို့တိုက်တွန်းထားတဲ့ရုပ်သံလေးနားထောင်ကြည့်လောက်နော်။မင်္ဂလာပါ။ကျွန်တော်တို့ Safe Hospital Safe Healthcare Campaign ပြုလုပ်နေတာအခုချိန်မှာဆိုရင်၃ပတ်ရှိပြီဖြစ်ပါတယ်။မကြာခင်ကျွန်တော်တို့အခုဒီဂျွန်30ရက်နေ့မှာပြီးဆုံးမှာဖြစ်ပါတယ်။အခုဒီရက်ပိုင်းအတွင်းမှာရရှိလာတဲ့ရန်ကုန်ငွေတွေနဲ့ စတင်ပြီးတော့တချို့ဈေးရုံတွေကိုကျွန်တော်တို့ဆောက်လုပ်နေပြီဖြစ်ပါတယ်။အခုလည်းကျွန်တော်အဒီဈေးရုံဆောက်မဲ့ညီနေရာရွေးတာတွေအကိုတိုင်းကိုကြပါတော့ကျွန်တော်ညီနေရာရွေးတာတွေညီပြင်ဆင်တာတွေရောဆောက်လုပ်တာတွေရောလုပ်နေတဲ့အကြောင်းအသိပေးရပါတယ်။အဲဒါကြောင့်တတအားပါဝင်ရဖို့နဲ့အခုဒေါ်လန်ရေးမှာရမရေးသူရဲကောင်းများရဲ့အသက် တမ္မာရေးသူရဲကောင်းများရဲ့လုံခြုံမှုအတွက်နောက်ဤသူများရဲဘော်များရဲ့လုံခြုံမှုအတွက်ပါဝင်ပေးကြပါလို့ကျွန်တော်အနေနဲ့ထပ်မံတိုက်တွန်းပါတယ်။ပါဝင်ရသူအားလုံးကိုလည်းဒီနေရာနေကျေးဇူးတင်ကြောင်းကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်။ကဲဒါတော့ဆရာကြီးဒေါ်ရဇောဝီစုကျွန်တော်ထားတဲ့သတင်းလေးပဲဖြစ်ပါနော်။ ကဲနောက်ထပ်နောက်ထောင်မဲ့သတင်းလေးကတော့စစ်တပ်အရာရှိတွေအချင်းချင်းရောင်းချလို့ပြည်သူတွေဝယ်ထားတဲ့ဆိုင်ခန်းတွေကိုစစ်ကောင်စီကဖျက်ဆီးခိုင်းနေတယ်ဆိုတဲ့သတင်းပေါ့နော်ဒီပြုံးလို့မဖြစ်ပြတဲ့ဟာလေးနောက်ထောင်ကြည့်လောက်နော်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်တပ်အရာရှိတွေကိုယ်တိုင်အစစ်စစ်ရောင်းချခဲ့တဲ့ MIC ဆိုင်ခန်း54ခန်းကိုအာဏာသိမ်းစစ်တပ်ကဖျက်သိမ်းတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်မန္တလေးတိုင်းပြည်ဦးလွင်မြို့မှာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက MIC ဆိုင်ခန်း54ခန်းကို ဒီလောက်ကောင်မှအပီးအပိုင်ဖြတ်သိမ်းခိုင်းနေတယ်လို့ဒေတာတွင်သတင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်။အဆိုပါဆိုင်ငန်းတွေဟာလွန်ခဲ့တဲ့35နှစ်ခန့်ကလေးကစစ်တပ်အရာရှိတွေက ပြည်သူတွေထံကိုတပ်ဖက်လှဲနဲ့နောက်ွယ်ကရောင်းချထားတဲ့ဆိုင်ငန်းတွေဖြစ်တယ်လို့သိရှိရပြီးအခုအချိန်မှာပြန်လည်ဖြတ်သိမ်းခိုင်းနေတာဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်။ဆိုင်ငန်းတွေကိုချပေးခဲ့တာကတော့ကြာပြီ။ပြောရရင်စစ်တပ်အတိုင်းဝိုင်းတွေကိုပဲချပေးတာ။သူတို့ကပြန်လည်ရောင်းချလို့ဆိုင်ငန်းတွေကပြည်သူလက်ထက်ကိုရောက်တာ။ နေပေါင်းအတော်ကြာမှဖြတ်သိမ်းပစ်တာပဲဆိုင်ငန်းတွေကမနေဘူးအဖြတ်ခံရတာဆိုင်ငန်းတွေမနေဘူးအဖြတ်ခံရတာလို့ဖြတ်သိမ်းခံရတဲ့ဆိုင်ငန်းပိုင်ရှင်တွေနဲ့နှိစက်တဲ့အမျိုးသားတအုပ်ကမြို့တော်ကိုပြောပါရယ်လွန်ခဲ့တဲ့35နှစ်ခရေကမြမမီးရထားပိုင်မြေပေါ်မှာစစ်တပ်ကဆိုင်ငန်းတွေဆောက်လုပ်ခဲ့ရကစစ်တပ်အရာရှိတွေနဲ့ပတ်သက်ဆက်နွယ်သူတွေကိုသာအဆိုပါဆိုင်ငန်းတွေကိုရောင်းချပေးခဲ့တာဖြစ်တဲ့အပြင်စစ်တပ်အရာရှိတွေကိုတိုင်းမြေငါးစနစ်နဲ့ပြည်သူတွေထံကိုအစင်းစင်ရောင်းချခဲ့တာဖြစ်တယ်လို့သိရှိရပါတယ် အခုအခါစစ်ကောင်စီကအဆိုပါဆိုင်ငန်းတွေကိုဇွန်လကုန်မှာအပြီးဖယ်ရှားပေးခိုင်းနေတာလို့လည်းသိရှိရပါတယ်။မြမမီယထကတာဝန်ရှိသူတွေကဥဆောင်ပြီးလာဖြတ်တာပဲ။စုစုပေါင်းဆိုင်ငန်း54ခန်းကိုဖြတ်ခိုင်းတာ။ဘာရော်ကြီးမှမပေးဘူး။ဇွန်လကုန်အပြီးဖြတ်သိမ်းရမယ်လို့ပြောတယ်လို့ပြည်ဦးလွင်မှာနေထိုင်သူအသက်45နှစ်အရွယ်အမျိုးသမီးတဦးကမြို့တော်ကိုပြောပါရယ်။စစ်ကောင်စီကစစ်တပ်ကတော်တွေအပြင်စစ်တပ်အားထားရမြို့ဖြစ်တဲ့ပြည်ဦးလွင်မြို့အနီးမှာ တိုက်ပွဲတွေမကြာခဏဖြစ်ပွားလေရှိတာကြောင့်လုံခြုံရေးအထူးတင်းကျပ်ထားကစစ်ကောင်းဆောင်ဟာလည်းမကြာခဏလာလေရှိတာကြောင့်လုံခြုံရေးအကြောင်းပြပြီးမြေယာတွေကိုလည်းစစ်တပ်ပိုင်မြေအဖြစ်တင်ယူတာတွေဇက်တိုက်ပြုလုပ်နေတာဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။ကဲကြားတဲ့အတိုင်းပေါ့နော်။အကျန်းဖက်ဒီစစ်တပ်ကတော့အချင်းချင်းတော်မှာမညာမတာပေါ့နော်။အခုလိုမျိုးပစ္စည်းဒီဆိုင်ကန်းတွေကိုဖျက်ဆီးနေနေတာဖြစ်ပါရဲ့နော်။ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ဒီ ဒုက္ခသည်တွေပေါ့နော်တရုတ်နိုင်ငံကအကူအညီထောက်ပံ့နေဆိုတဲ့သတင်းနားထောင်ကြည့်လောက်နော်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ရခိုင်မြောက်ပိုင်းကနေထွက်ပြေးသွားကြတဲ့ဘင်္ဂလားဒေ့ရှ်ရောက်မွတ်စလင်ဒုက္ခသည်တွေရခိုင်မြောက်ပိုင်းထွက်ပြေးတယ်ဟာနော်တရုတ်အစိုးရကရခိုင်တန်ရှင်1100ဝေယူနိုင်မယ့်ငွေကြေးပမာဏကိုထောက်ပံ့ကူညီခဲ့တယ်လို့ UNDP သတင်းဌာနကမနေ့ကသတင်းထုတ်ပြန်ပါတယ်။လာမယ့်စနေလအတွက်ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေအတွက်အပူငွေဒေါ်လာတန်120အရေးပေါ်လိုအပ်နေချိန်မှာတရုတ်အစိုးရရဲ့အကူအညီထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီအကူအညီကိုတရုတ်အစိုးရက China International Development Cooperation Agency CIDCA ကနေတဆင့်ပံ့ပိုးကူညီပေးခဲ့တာဖြစ်ပြီးဒါကာမျိုးကနိုင်ငံတကာစာနယ်ဧကအစီအစဉ် WFP ကိုလွှဲပြောင်းပေးရခဲ့ပါတယ်။ဒီလွှဲပြောင်းပေးရပွဲခန်းနာကိုဒါကာမျိုးက WFP မှာပြုလုပ်ခဲ့ပြီးတရုတ်အစိုးရကဒီလိုလူဒန်းမှုအပေါ်ကြိုဆိုရလို့ WFP ကပြောကြားပါတယ်။တရုတ်အစိုးရကကူညီလူဒန်းတွေငွေကြေးပမာဏကိုတည်င်းမှာဖော်ပြမထားပေမဲ့လူဒန်းလိုက်တဲ့ငွေဟာဆန်ပေမျိုးစုံနဲ့ ဟင်းချက်စီတန်ရှင်2100ကိုဝေယူနိုင်မှာဖြစ်တယ်လို့ဒုက္ခတိ4500အတွက်3လကြာရိတ်ခါထောက်ပံ့ပေးနိုင်မှာဖြစ်တယ်လို့ဖော်ပြထားပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ပဇာခရိုင်မှာရောက်ရှိနေတဲ့ဒုက္ခသည်တွေအတွက်စားနေအခါအပြည့်အဝကူညီထောက်ပံ့ပေးမယ့်ငွေကြေးဟာအတိတ်အလူငွေတွေမရောက်ရှိလာရင်လာမယ့်အောက်တိုဘာလမှာကုန်ဆုံးမှာဖြစ်တယ်လို့ WFP ကထုတ်ပြန်ပြောဆိုထားပါတယ်ရှင်။ကဲကြားတဲ့အတိုင်းပေါ့နော်။ဒီတရုတ်ကဒီရခိုင်ပြည်နဲ့ထွက်ပြေးသွားတဲ့ဒုက္ခသည်တွေကိုကူညီရဲဆိုတော့အာစေတနာရရှိလို့ကူညီတာမျိုး ဖြစ်ချင်ပါလေဖြစ်မှာပေါ့နော်ဘာဖြစ်လို့ဆိုတော့အခုချိန်မှာဆိုရင်အာရခတ်တော်တော်အေးကအာဒီစစ်တော်တော်နိုင်နေတဲ့အနေအထားဖြစ်ပြီးကြောက်ဖြူတော်မှာဖိအားပေးစားနိုင်တဲ့အနေအထားဖြစ်တဲ့အတွက်ပေါ့နော်ဒါတွေကသူယူသားရတော့မဟုတ်ဘူးဒါပေမဲ့လည်းအခုချိန်မှာဆိုရင်အာရခတ်တော်တော်အေးကစစ်ပွဲတော်တော်များများကိုနိုင်ထားတဲ့အတွက်ပေါ့နော်အာတကယ်ပဲဒီရခိုင်ပြည်နယ်တဝိုက်မှာတော့အာရခတ်တော်အေးရဲ့ခြေလက်တွေပဲဖြစ်နေပါပြီနော်အဲ့တော့ဘာပဲပြောကျွန်တော်တို့နိုင်ငံရေးထဲကိုဝင်ဆက်လာမယ်တရုတ်ရဲ့အကြံစီတွေအားလုံးကိုလည်းခံမှန်းပြီးမှာပေါ့နော်အကာအကွယ်ထားမှာဖြစ်ပါတယ်နော် ကဲနောက်ထပ်ကျွန်တော်တို့ဒီတော်လိုင်းရေးမှာတွေးအေးဖို့မသိဘူးဆိုတဲ့အကြောင်းကိုပြောထားတယ်ဥချွေရဲ့ဗီဒီယိုလေးတစ်ချက်နောက်တော့ကြည့်အောင်နော်။အဲပွဲဝင်နေတဲ့ PDF ရဲပေါ်ဒီဥဆောင်ဥရွက်နေတဲ့ကျွန်တော်တို့လူကြီးတွေเนาะဟိုအာယုံတစ်ပါးမပြောင်းသွားဘူး။ဒါလေးကိုပြောချင်တယ်ဗျ။အခုဟာအာဒါမဒါဒါမဒါကျွန်တော်တို့မြန်မာနိုင်ငံပြည်သူတွေတခုအကျင့်ရှိတယ်နော်။ဒါမဒါဒါမဒါအဲ့လိုအာယုံအပြောင်းမခံကြနဲ့။အဲ့ဒါအာနာရှင်တွေရဲ့အကြံ့ နော်အာနာရှင်ကြီးအကြိုက်ပါစိတ်ဝင်စားနေလို့တော့မပြောပါဘူးကျွန်တော်တို့ဟိုလိလာတင်တော်တော့လိလာတာပေါ့အခုကပလူကိုပြန်နေတာပဲဗျာဒါမှဒါဒါမှဒါကျွန်တော်တို့တရင်ကပြောက်ပြီကြားထဲမှာကျွန်တော်တို့တော်လိုင်းကျဲမှာဘာတွေအခက်အခဲရှိနေလဲဟိုဘာတွေဟိုကျွန်တော်တို့ဟို information ပေးနိုင်မလဲနော်အဲ့ဒါလေးကိုတော့ဟိုကျွန်တော်တို့ညီကောင်မောင်တို့မတွေအဲ့ဒါလေးကိုနည်းနည်း view size ချင်းတယ်နော်ဟိုအပြစ်ပြောတာမဟုတ်ဘူးအပြစ်ပြောတာမဟုတ်ဘူးနော် 吉佬嘞，我们进入来说，吉也是真的，喏，吉佬来搞嘛嘞，搞那咯，阿侬就在吉佬路，嘛，西头西，里面好难呀，里面好难呀，里面好难个，四条街边，喏，还阿达里表现了吧？侬吉佬二哥忙了嘛哩？吉佬二哥忙了嘛哩？阿现七步搞嘛嘞，喏，白叫来做，你有冇得阿西个呀？喏，当咩？我搞油米路，喏，我以前个是，个是让一个牛肉煮咯，冇皮子钱，喏，以前嘞吉佬路地阿拿新屋。 နော်ဒီအာနာရှင်လက်ထဆုပ်စာ passive အာနာရှင်လက်ထဆုပ်စာကိုကျွန်တော်တို့ဘလို့နီးနဲ့အမြန်ဆုံးပြုတ်ကြအောင်ဒီအာနာရှင်တစုနော်မြန်မာနိုင်ငံအပေါ်မချေလဲနိုင်အောင်နော်ဒီအခုဟာကျွန်တော်တို့နိုင်ငံကိုဒီအာနာရှင်လက်ထဆုပ်စာလူတစုမှချေလဲခံရတာကျွန်တော်တို့နော်အဲ့ဒါကြောင့်မို့ဒီအပေါ်မှာအာယုံစုဆိုင်ပြီးပါလို့နော်တောင်းမြစ်တာရက်ခံနေပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အာယုံတွေကဟော 阿美利加冇嗱，誒阿美利加啊，佢哋冇嗱借嚟利啊嘛，阿用嚟得個名嚟咋，嗱，盡量你知法你知下咯，盡量你知法，嗱，咪知後咪叫保護下你啊，嗱，阿啲嚟講六阿就啲，嗱，嗱咪生牛乳哦，叫盧米亞喎，嗱，特別呢個尼加拉維，阿就冇盡量二個冇咁多啲，做嗱野馬，阿用生產膠吧，盡量嗰啲，老都老老啲話咧，嗱，大佬，盡量老老嘅事啦，咧吃餅食咪老虎，嗱，你先到把手拿拿嘅。 ကျွန်တော်ကျွန်တော်တို့ဒီ messenger ပေါ့မှာလာလာခဲ့သိချင်တပါ့ဆိုเนาะကျွန်တော်မလုပ်လဲဆိုတာသိအောင်ပြောပြပေးလို့ရတယ်เนาะအားကြောင့်မို့အာယုံတပါ်တခြားမရောက်သွားစီဖို့အတွက်ကျွန်တော်ညီကိုမောင်နှမတွေကိုတကြည်လာပေးတာပါအားလုံးကျေးဇူးတင်ပါတယ်เนาะကဲဒါတော့ဥကျော်ဖြစ်ပါเนาะအခုချိန်မှာဆိုရင်ဒီ live ပေါ်မှာလည်းခွေးတွေဟောင်းပြီဆိုရင်အများတမ်းပဲပေါ့เนาะခွေးတွေရဲ့နှုတ်သီးတွေဖြည့်ပေးရတာနဲ့ပြောပြရတာနဲ့ပေါ့เนาะအခုဆိုလဲတောင်တောင်လေးနဲ့တောင်ကြီးတွေဥကျော်ဖြစ်ပါเนาะ ကဲကျွန်တော် နောက်ထပ်နားထောင်မယ့်သတင်းကတော့ကိုစီပြောထားတဲ့ကျွန်တော်တို့ကနော်အမေရိကန်ကအီရန်ကိုစော်တဲ့သတင်းထက်ပိုပြီးကောင်းနေပါနော်ဒေါ်လာတက်ဖွဲ့တွေသတင်းနားထောင်ကြည့်အောင်နော်ကဲအမေရိကန်ကနေအီရန်ကိုစော်တဲ့ဟာကိုဝမ်းတာမနေကြတယ်မြန်မာပြည်မှာလည်းအီးဆိုနန်းတဲ့ကောင်တွေကိုအမေသားတွေစော်တဲ့ဟာတွေဝမ်းတာကြအောင်နော်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ Triplex Scan ကို KNU နဲ့ PDF ပူးပေါင်းတက်ဖွဲ့တွေကတင်ပိုက်လိုက်တယ်ဆိုတော့သတင်းနော် ။ဟိုမှာသူ့အတူကဘာမှဘလို့ဖြစ်ဖြစ်အဲ့တော့ကျွန်တော်တို့တော်လိုင်းကြီးကတော့ရှင်းပါတယ်။တို့လည်းတို့အာယုံနဲ့တို့ချုပ်နေတာ။အခုလက်ရှိ UN ကိုစော်တဲ့စစ်စင်ရေးဆိုတာတို့တချင်းတစ်ပုတ်ကိုတန်စင်နဲ့ဟုတ်တယ်မလား။ဂစ်တာဓမ္မနဲ့လီဓမ္မနဲ့အဲရတန်ဓမ္မနဲ့ပြီးလို့ရှိရင်အတီဝိုင်းတဝိုင်းတန်စင်ကတ်အောင်လေ့ကျင့်ပြီးမှတချင်းတစ်ပုတ်ထွက်လာသလိုပဲ။အခုဒီနေ့အမေရိကန်ကနေအီရန်ကိုတွားဆော်လိုက်တဲ့ဒီပေါင်3000အားပြင်းတဲ့ B2 ပုံကျဲလေးနဲ့တွားဆော်လိုက်တဲ့အရာဒီဒီနေ့ချက်ချင်းစစ်စင်ရေးထဆင်နွှဲပြီးတော့လုပ်လို့ရတဲ့အရာမဟုတ်ဘူး။ နော်လာပေါင်းနှစ်ပေါင်းတည်ဆောက်ပြီးမှစီစဉ်ပြီးမှတတိယချက်ပြန်ချပြီးမှနော် လုပ်လို့ရတဲ့စစ်စင်ရေးတခုအဲ့တော့ဒီလိုမျိုးစစ်စင်ရေးဖြစ်လာတဲ့ဆိုတော့ဒေါ်နယ်ထရန့်တက်လာတယ်ဟုတ်လားမလားအစ္စရေးဝန်ကြီးချုပ်နဲ့ဘလို့ဆက်ဆက်တယ်ဆိုတော့ဒါတွေကအစအတည်းကကလင်တာချလုပ်ပြီးသားအရာတွေစီစဉ်ပြီးသားအရာတွေအဲ့တော့ဒါကြောင့်မို့လို့မြမအရေးဆိုတာကကဘာကအာယုံဆိုင်မှုနေခဲ့တာအဲ့တော့လက်ရှိအချိန်ကတော့ကဘာကြီးနေတဲ့တတိယကဘာစစ်ဖြစ်မလားမဖြစ်ဘူးလားဆိုတာ ပြောလို့ရတဲ့အနေထားမဟုတ်ဒါပေမဲ့သူ့အတူတတိယကမ္ဘာစစ်ဖြစ်ဖြစ်မဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံမှာအာဏာယူတွေမျိုးပြုတ်အောင်လို့ကျွန်တော်တို့တွေလုပ်နိုင်ဖို့တော့နံပါတ်1အရေးကြီးဆုံးပဲစစ်မှုထမ်းခိုင်းပြီးတော့အဲ့ဒီစစ်မှုထမ်းတွေကိုရှေ့ကကာပြီးတော့သူတို့ကစစ်စရေးတွေပြုတ်လုပ်နေတာဖြစ်တယ်အဲ့လိုပဲเนาะအမြဲတမ်းတင်းနိုင်အတိုင်းမှာလည်းဒီ PDF တဲကိုဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အများကြီးရှိပါတယ်အဲ့ဒီအများစုကတော့ကျွန်တော်စစ်မှုထမ်းဥပဒေနဲ့တော့ဝင်လာပြီးတော့ထွက်ပြေးလာတဲ့လူတွေပဲဖြစ်တယ် ဲ့တော့ဒါဟုတ်ကြီးကြီးအားဖြင့်အနာနိုင်အကြမ်းဖက်စစ်ကောင်စီဟာသူတို့ရဲ့အကြမ်းဖက်လုပ်ရက်တွေကိုလှုပ်ဖို့အတွက်ဒီပြည်သူတွေကိုစစ်မှုထမ်းခိုင်းတယ်ပြီးလို့ရှိရင်အကြမ်းဖက်အလုပ်တွေကိုမလုပ်တဲ့သူတွေကိုရရဲဆက်ဆက်တုံ့ပြန်ခိုင်းတယ်ဘလောက်ထိဇိုးလဲဆိုရင်ပြည်သူကိုချိုးချိုးတာတာတော့ကြောခွင့်မရှိဘူးလို့အမိန့်ပေးခဲ့တယ်တော့ဒီအကြောင်းကိုလည်းအလင်းဝင်လာတဲ့စစ်သားတယောက်ကျွန်တော်ဗီဒီယိုအင်တာဗျူးထားတဲ့ဖိုင်မှာအဲတင်ပြခဲ့ပြီဖြစ်ပါတယ်เนาะအဲ့တော့လက်ရှိ အခုနောက်ပိုင်းမှာနောက်တစ်ခုရှိတာကနိုင်ငံရေးထိုးနှက်မှုတွေတော်တော်များများတွေ့လာတယ်။ဒါကတော့ဒေါအောင်ဆန်းစုကြည်အပါအဝင် RND ကိုပြိုကွဲအောင် RND အင်အားတွေကိုအဲဒီဒေါဆန္ဒမင်းတို့လိုဟာမျိုးကိုကြော်မျိုးမင်းကအင်တာဗျူးပြီးတော့အင်အားတွေပြိုကွဲအောင်ရှင်းရှင်းပြောရရင်တော့အဓိကကတော့စစ်တပ်ကလက်နက်နဲ့တိုက်လို့မနိုင်တော့ဆိုတော့သူတို့ကောင်းကောင်းထိပါဒီပြည်သူကိုသူတို့လက်နက်နဲ့တိုက်လို့မနိုင်တော့ဘူးဘလောက်ပဲအကြမ်းဖက်ဖက်ပြည်သူကသူတို့အကြမ်းဖက်တဲ့တန်းကိုကြက်ကြက်ခံပြီးတော့ရအောင်ရင်ဆိုင်နိုင်နေဆိုတဲ့ ိစ္စကိုသူတို့ကောင်းကောင်းသိတဲ့နောက်မှာစစ်ကောင်စီရဲ့အခုတိုက်စစ်ကိုပြန်ပြောင်းလာတယ်။ဒါကတော့ပါတယ်တွေးခွဲတက်ရှိုးတဲ့လူကိုပြောင်းလာတယ်။နော်အခုဒေါ်စန်းစုကြည်ရဲ့မွေးလေးရောက်ခံပြီးမှအားလုံးတိပဲဖြစ်တယ်။နော်တရားရုံးတဲ့ကနော်စစ်ချက်ဗီဒီယိုဖိုင်တွေထွက်လာတယ်ဒေါ်စန်းစုကြည်တနေ့နာနေတဲ့ဗီဒီယိုဖိုင်တွေထွက်လာတယ်။အဲဒေါ်စန်းစုကြည်ပြောတဲ့စာတွေဆိုပြီးထွက်လာတယ်စတဲ့ဖြစ်ပြီးလို့ချင်းရင်ဒေါ်စန္နာမင်းတို့မျိုးဒီ NLD ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့အကွယ်အပြင်းဗီဒီယိုဖိုင်တွေအင်တာဗျူးတွေကောင်းကောင်းထွက်လာတယ်။ဒါတွေကနော် ရိုးရိုးတက်တာထွက်လာလားမဟုတ်ဒါတွေအားလုံးကနိုင်ငံရေးပဲဗျာနော်သူတို့မထွက်ခိုင်းရင်ဒါတွေထွက်လို့မရဟုတ်ပါရှင်းရှင်းလေးပဲသူတို့ထွက်ခိုင်းရင်လို့ထွက်တာအဲ့တော့ကျော်မျိုးမင်းတို့ကောင်မျိုးက NLD ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်တယောက်ကိုဒီလိုအချိန်မှာအင်တာဗျူးလုပ်ပြီးဒီသူပြတယ်ဆိုတဲ့ကခင်ဗျားစဉ်းစားကြည့်နေနော်အဲ့တော့တခုဝင်နေဖြစ်တာကကျွန်တော်တို့ပြည်သူရဲ့အရေးအချင်းကဒီနေ့အချိန်ထိမကြွားဘူး အဲ့တော့88လို့နေရာမျိုးမှာသူတို့တွေတိုက်တယ်လို့လုတ်ခဲ့တယ်ဆိုပေမဲ့ကျွန်တော်တို့အခုဒီနေ့27မှာတီတူရဲ့အတွေးခေါ်အမျှော်အမြင်နော်နိုင်ငံရေးအတိဘဟုတုတ္တရတွေဒါတွေကစာမတတ်တဲ့တီတူတယောက်တောင်မှအခြေခံအတိတရားတိနေအနေထားဖြစ်နေပြီဖြစ်တဲ့အတွက်သူတို့တွေလုတ်ချင်တိုင်းလုတ်လို့မရအဲ့တော့ဒီဒေါ်လာရေးမှာကျွန်တော်တို့ကဘာကြီးကိုလည်းအားကိုးလို့မရဘူးနော်အခုအမေရိကန်နဲ့အီရန်ဝင်စောလို့အမေကုလသမဂ္ဂအစိုးရကတော့ကြောက်ကြတာလို့စတဲ့ဖြစ်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  ဲ့တော့ကဘာကြီးကကျွန်တော်တို့အာကူညီဖို့ဆိုတာကမဖြစ်နိုင်ကူညီမဲ့ဆိုကြာပြီးကူညီလိုက်တယ်အာနာသိန်းနာလည်းဥပဒေမဲ့အာနာသိန်းနာတည်တယ်ဗျာပြီးတော့အာနာသိန်းပြီးတော့လည်းပြည်သူကိုလက်နက်မရှိတဲ့ပြည်သူကိုလက်နက်နဲ့ရဲရဲစစ်စစ်အကြမ်းဖက်တာနဲ့သူတို့တည်တယ်ဗျာကဘာကြီးကပြီးလို့ရှိရင်လည်းရဲရဲစစ်စစ်အခုစစ်ရင်စစ်ရာဇဝမှုတွေကျူးလွန်နေတာနဲ့တည်တယ်ဒါပေမဲ့လို့မကူညီကြတော့မကူညီတာအော်ဒါပေမဲ့ကျွန်တော်တို့ဘက်အချမ်းကိုတော့တစ်ခုလောက်မှမားလိုက်နဲ့ချက်ချင်းထောက်မှာအစင်းနဲ့ရှိတယ် တော့ကျွန်တော်တို့တွေတည်ရမှာကနံပါတ်1ကျွန်တော်တို့ခြေလမ်းမှန်မှန်လျှောက်ရမယ်နံပါတ်2အဲ sorry နံပါတ်1အရေးကြီးဆုံးကကျွန်တော်စီးလုံးကြီးယူကမယ်ကျွန်တော်တို့တွေးခွဲလို့မရအောင်စုံမျိုးဆိုရင်စုံမျိုးကိုပြက်ပြက်တတ်ထုတ်နိုင်ရအောင်တော်လှန်ရေးမှာဘယ်သူလုပ်လဲကျွန်တော်ကိုယ်တိုင်လုပ်တာကျွန်တော်ဟာတော်လှန်ရေးကိုပျက်စီးမဲ့ထိခိုက်မဲ့တွေးခွဲမဲ့အရာကိုလုပ်နေတာကျွန်တော်လုပ်လို့ရှိရင်ကျွန်တော်ဆွဲထုတ်လိုက်အောက်ချင်းပြည်သူအဆင့်တယောက်ကစပြီးတော့အခုလိုမျိုး NLD တို့ထိပ်ပိုင်းကောင်းဆောင်တွေ PDF ထိပ်ပိုင်းကောင်းဆောင်တွေ UNG ထိပ်ပိုင်းကောင်းဆောင်တွေ CRP ထိပ်ပိုင်းကောင်းဆောင်တွေတိုင်းနာ EA OS တွေအားလုံးဟာတော်လန်ရေးကိုတွေးပွဲမဲ့အလုပ်အားရော့မဲ့အလုပ်ရန်သူအကြိုက် အလုပ်တွေလုပ်လာမယ်ဆိုအဲဒါလို့စုံပြူကိုပြက်ပြက်သားသားယူထုတ်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့တွေစီးလုံးညီညွတ်မှုတည်ဆောက်ပါမယ်เนาะအခုဆိုရင်ဒီလိုမျိုးဖြစ်အောင်လို့เนาะတစ်ချိန်ကအဖိုက်ရခိုင်နိုင်ငံထူထောင်မယ်လို့អော်ခဲ့ပြီးတော့ နော်တုပြည်သူကိုစီလုံးခဲ့တဲ့ဘုရုပ်ထုံးမြတ်နိုင်တော်မှာဒီနေ့အချိန်မှာစီလုံးညီညွတ်မှုကိုဘလောက်အလေးထားလို့ရခိုင်တော်နိုင်ရေးရရခိုင်ပြည်သူတွေတွဲမို့ရခိုင်ပြည်နယ်တွဲမို့တနိုင်ငံလုံးအတွက်ဆိုတဲ့စကားကိုထွက်ပြောတာခင်ဗျားတို့တဘောပေါက်ကိုလို့ထိုနည်းအတူပဲနော် KIO KIA ရဘုရုပ်ကွန်မော UNG နဲ့အတူတူယက်တည်တာ KIO KIA တွေမဟုတ်ပါဘူးကချင်လူလူတရက်လုံးမှာယက်တည်နေပါလို့ထွက်ပြောတာအလကားထွက်ပြောတာပေါ့ နော်ဘုရုတ်တာဘုံကျော်ကိုရက်ကအမေတော်ဆန်းစုကြည်မွေးနေ့ကိုထွက်ပြီးစုတောင်းပြလိုက်တယ် TNN တွေကအဲ့ဒါတွေကအလကားလုပ်ပြတာပေါ့နော်ပြီးလို့ရှိရင်ကိုရက်ကပြောလို့ချင်းချင်းအဖွဲ့တွေဟုတ်တယ်နော်ဒါတွေအဲ့ဟာအလုံးကပြင်းနေအဖွဲ့တွေဒီဟာတွေအလုံးဟာစီလုံးကြီးညွတ်မွေးကိုခေါင်းဆောင်တွေကတိဆောက်ပေးနေကြအရှိကလမ်းပြနေတာကျွန်တော်တို့ကအဲ့ဒီစီလုံးကြီးမျိုးနောက်မှာထက်ချက်မကွာလိုက်နေရကျွန်တော်တို့တွေစီလုံးကြီးညွတ်ဆိုတာနဲ့ရှစ်ဆက်ပြီးတွားနိုင်လို့ဆိုရင်ကိုရက်ကပြောလို့ချင်းလမ်းမှန်မှန်နဲ့ စည်းစည်းလုံးလုံးညီညီညာညာနဲ့ခြေလမ်းမှန်မှန်တွားနိုင်မယ်ဆိုရင်မင်းအောင်နိုင်ရမကြတော့အဲ့ဒါမှပဲနော်ဒါကြောင့်မို့လို့အားပြင်းတာခြေလမ်းမှန်မှန်ချောက်တာတွေးကွဲမဲ့အလုပ်တွေမလုပ်ကြနဲ့ကျွန်တော်ဟုတ်ကဲ့ဒါတော့ကိုစီသုံးတက်ထားတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်နော်အဲ့တော့ KNP နဲ့မှာအချမ်းဖက်စစ်ကောင်စီရဲ့စကမ်းတွေကိုတစ်ခုပြီးတစ်ခု သိနိုင်တဲ့အနေအထားတွေကိုလည်းအများကြီးတွေ့နေရမှာเนาะဒါအပြင်တနိုင်ငံလုံးမှာကြိလိုက်တယ်ဆိုခြုံကြည့်လိုက်ရင်ပေါ့เนาะချမ်ပတ်စစ်ကောင်စီကဒီစစ်မှုထမ်းဥပဒေကြောင့်ရောက်လာတဲ့တပ်သားတွေကြောင့်ပဲသူတို့အနှဲငယ်ပြန်လဲထိုးစစ်ဆင်နေတဲ့အနေအထားရှိပြီးတော့ထိုးစစ်ဆင်နိုင်မှာလည်းကြာရှုံးနေတာဖြစ်ပါတယ်เนาะအဲ့တော့မကြာခင်မှာတော့ကျွန်တော်တို့တော်လန်ရေးကဒီပြည်သူတွေအတွက်အောင်ပွဲတွေယူလာတော့မယ်ဆိုတာကိုသုံးသပ်ပြောဆိုရင်ကျွန်တော်ဗီဒီယိုလေးအဆုံးသတ်လိုက်ပါတယ်เนาะဟုတ်ကဲ့အစားဆုံးကြည့်ပြီးကြားလိုက်မြတ်ပြည်သူရောက်စတဲ့2ရက်ကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်း ကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှလောကသမ ्या ဆောက်သမ ्या အရာအားလုံးအောင်မြင်ကြပါစေ။တောလျာမှာဘေးကင်းကြပါစေလို့စတောင်းပေးလိုက်ပါတယ်ခင်ဗျာ။